ဖရားရဲ့နောက်ဆုံးစကားတော့ဆိုရဲအပမာဒေနာတမ္မာဒေတာကိုနေရာတော်တော်များများမှာရည်ညွှန်းပြောဆိုကြပါတယ်တဲ့တချို့ကြပြန်တော့လေဒီတခုလည်းမဟုတ်ပါဘူးတဲ့အများကြီးပါဆိုကြပါတယ်အဲတိခွင်ရမယ်ဆိုလို့ရှိရင်တိတိကျကျသိလိုပါတယ်တန်နေရမထားချင်ပါဘူးဆရာဆိုပြီးတော့မှမေးမြန်းထားပါရဲ့ရှင့် ါဖရားရဲ့နောက်ဆုံးစကားတော်ဆိုတဲ့အပမဒေနာတမ္မာဒေတာကိုနေရာတော်တော်များများမှာရည်ညွှန်းပြောဆိုကြပါတယ်တဲ့တချို့ကြပြန်တော့လေဒီတစ်ခုတည်းမဟုတ်ပါဘူးတဲ့အများကြီးပါဆိုကြပါတယ်အဲတိခွင့်ရမယ်ဆိုလို့ရှိရင်တိတိကျကျသိလိုပါတယ်။တန်နဲ့ကမထားချင်ပါဘူးဆရာဆိုပြီးတော့မှမင်းမြန်ထားပါရဲ့ရှင်။မြတ်စွာဘုရားရှင်ရဲ့နောက်ဆုံးစကားတော်ကိုတထာဂရပစ္စည်းမဝါစာလို့ခေါ်တယ်။အဲ့ဒီတထာဂရပစ္စည်းမဝါစာကဘယ်မှာရှိလဲလို့ဆိုတော့မဟာပရိနိဗ္ဗာန်တုံးမှာရှိတယ်။ မဟာပရိနိဗ္ဗာန်သုတ်ကဘာမှရှိလဲလို့ဆိုတော့သုတ်တန္တာပိရိကမဟာဝက်ကပါဠိမှာရှိတယ်။အဲ့ဒီမှာကြည့်လို့ရတာပေါ့နော်။အဲ့တော့အပ္ပမဒေနတမ္မာဒေထနောက်ဆုံးစကားဟုတ်တယ်လားလို့ပြောရင်တော့ဟုတ်တယ်လို့လည်းပြောလို့ရတယ်။ဒါပေမဲ့သူကြီးသာလားဆိုတော့လေသူကြီးလဲတော့မဟုတ်ဘူးပေါ့။သူတို့ကဒီလိုပါတခုရီသောအရာဒီပြင်နေပေါ့နော်။ဒီဟိုဝန်ဝိုင်းထဲမှာပါဝင်တယ်မဟာပရိနိဗ္ဗာန်သုတ်ထဲမှာပါဝင်တဲ့အတွက်မဟာပရိနိဗ္ဗာန်သုတ်မှာပြောခဲ့တဲ့မြတ်စွာဘုရားရှင်ရဲ့အရေးကြီးစကားပေါ့။ အဲ့ဒီနောက်ဆုံးစကားအလုံးရေတွက်အပြင်ပြောရင်6ခုရှိတယ်အများကြီးလည်းမဟုတ်ဘူး6ခုဒီတစ်ခုလဲလားဆိုတော့လည်းမဟုတ်ဘူးပေါ့နော်ဒါပြင်အများကြီးလားဆိုတော့လည်းမဟုတ်ဘူး6ခုပေါ့အဲ့ဒီ6ခုကိုကျွန်တော်ပြောပြမယ်အဲ့ဒါကိုတထာဂရပစ္စည်းမဝါစာလို့ခေါ်တယ်နောက်ဆုံးစကားတော့လို့ခေါ်တယ်ပရမတ်နံပါတ်1ကယောဂောအနန္တဓမ္မောစာဝိနည်းယောစာဒေသီတော်ပညာတော်သောဝမမစ်စေနာတတ်ထားတယ်မြတ်စွာဘုရားရှင်ကပြောတယ်မြန်မာလိုပဲပြောလိုက်မယ်ရှင်းသော် အနန္နာတဲ့ငါဒီဓမ္မနဲ့ဝိနည်းကိုကောင်းစွာဟောကြားခဲ့ပြီအဲ့ဒီဓမ္မနဲ့ဝိနည်းကြီးငါဖះမရှိတော့တဲ့ခါမှာသင်္ချစ်သားတို့ရဲ့ဆရာဖြစ်လိမ့်မယ်ဓမ္မခန္ဓာပေါင်း7400တိငါဖះရန်နိုင်တီကသင်္ချစ်သားတို့ကိုဆုံးမကြလိမ့်မယ်အဲနံပါတ်1စကားပေါ့နော်အဲ့ဒီစကားကိုခင်းနဲ့ရှင်ပြီးတော့ပဲ့တင်ထပ်ပြီးတော့ကြည့်မယ်ဆိုရင်မြတ်စွာဘုရားရှင်ဟာပုဂ္ဂိုလ်ရေးဆံရကိုးကွယ်မှုတဲ့သဘောတရားရဲ့ဆံရဖြစ်တဲ့ဓမ္မနဲ့ဝိနည်းကိုအခြေခံအုံမြစ်ဖြစ်ကိုးကွယ်တာကိုမြတ်စွာဘုရားရှင်ဟာပုံပြီးနှက်သက်တော်မူတယ် တဏိတော်အဖြစ်ပြောရင်ခေါင်းဆောင်တဦးရဲ့အရေးချင်းတစ်ခုကိုအရေးချင်းခေါင်းတစ်ခုကိုမြတ်စွာဘုရားရှင်ကသူတစ်ပါးတည်းမှာပဲမကုံဆုံးစေလို့ခေါင်းဆောင်ဒီအရေးသဘောရှိနေရဓမ္မနဲ့ဝိနည်းရသည်ညီညွတ်နေသည်များလိုက်နံ့နေသည်များကာလပတ်လုံးခေါင်းဆောင်မှာမစိတ်သုံးဘူးဆိုပြီးတော့ဒီအချက်ကိုထောက်ပြတယ်ဒါခင်းနေရှင်ပြီးတော့ပဲ့တင်ထပ်ပြတာပေါ့နံပါတ်1နောက်နံပါတ်2ချက်နံပါတ်2ချက်ကမြတ်စွာဘုရားရှင်ကမိတ်တယ်အာနန္ဒာတဲ့ယခုခါမှာယဟန်တန်ကတွေအချင်းချင်းကြီးငယ်မရွေးအဘူးသောငါရှင်လို့ခေါ်ဆိုနေကြတယ် ဒါပေမဲ့ငါဖျားပြိဋိဘံပြုပြီးတဲ့နောက်မှာဤသို့မခေါ်ဆွေးကြနဲ့တော့မထေကြီးတဲ့လူကမထေငယ်တဲ့ပုဂ္ဂိုလ်ကိုအမြီအဖြစ်၎င်းအနွယ်အဖြစ်၎င်းရှေ့မှာတက်ပြီးတော့ငါရှင်အာဟုသောလို့ခေါ်ဆိုပါစေတဲ့ငယ်တဲ့သတင်းငယ်တဲ့ပုဂ္ဂိုလ်ကလည်းသတင်းကြီးတဲ့ပုဂ္ဂိုလ်ကိုဗန္ဒီအရှင်ဖျားဟူ၍၎င်းပေါ့အာရသမားငါရှင်ဆိုပြီးတော့၎င်းအဲ့ဒါလိုခေါ်ဆိုကြရမယ်လို့မိတ်ခဲ့တယ်ဒါတော့နောက်ဆုံးစကားတွေမှာပါဒုတိယစကားပေါ့ဒီစကားကိုခင်းနေရှင်ပြီးပတ်တင်ထိုင်ရင်အင်းညမြညာကာရဝါကိုမြတ်စွာဘုရားရှင်ကလိုလာတယ် အဖွဲ့အစည်းတစ်ခုမှာအထက်နဲ့အောက်ကိုရိုသေလေးစားမှုမရှိဘူးဆိုရင်အဲ့ဒီအဖွဲ့အစည်းကရေရှည်တရှိမခံဘူးလို့မြတ်စွာဘုရားရှင်ကဒုတိယစကားတော်နဲ့ညွှန်ပြရိုသေလေးလေးစားစားနဲ့ဂါရဝထားပြီးဆက်ဆံကြပေါ့နောက်တတိယချက်မြတ်စွာဘုရားရှင်ကမိတ်တယ်အာနန္ဒာလည်းငါဘုရားပြိဋိဘံပြုပြီးတဲ့နောက်မှာခௌတန်နုခௌတကလို့ခေါ်တဲ့အသေးနှုတ်သိခါဗုဒ္ဓကိုတန်ခါကအလိုရှိခဲ့သောပယ်နှုတ်ခွင့်ရှိတယ်ပယ်နှုတ်လို့ပါဒီစကားတော်ကိုခင်းနေရှင်ပြီးတော့ပဲ့တင်ထပ်ပြမယ်ဆိုရင် ။မြတ်စွာဘုရားရှင်ကချမသူချမတော်မူခဲ့တဲ့စီမင်းစည်းကမ်းဥပဒေတွေကိုတဝူးဒီမူပိုင်မဟုတ်ဘူးဆိုတဲ့အကြောင်းကိုပြ။အဖွဲ့စည်းဆိုတဲ့တန်ခအဖွဲ့စည်းရဲ့အလိုဆန္ဒအလိုရှိတဲ့ဆိုရင် အများကညီညွတ်တယ်ဆိုရင်တင်းငယ်တဲ့သိခါဘုတွေကိုပယ်နှုတ်နိုင်တယ်လို့အခွင့်အရေးပေးခဲ့။အဲ့ဒီအခွင့်အရေးကိုတန်ခါကလည်းပဲအခွင့်အရေးတရားနေနဲ့အသုံးမချအောင်မပယ်ဘူး။ရှုလိုတာကဘုရားကပေးခဲ့တယ်တန်ခါကယူခဲ့တယ်။ယူသူမရှိတဲ့တနေ့မှာအိတ်ပေးခြင်းကိစ္စပြီးဆုံးသွားလိမ့်မယ်။အဲ့ဒါကိုသာသနာကွယ်ရလို့ခေါ်တယ် အခုဖခင်ကအခွင့်အရေးပေးတယ်တန်ခါကအခွင့်အရေးကိုအသုံးမချဘူးမယူဘူးသိက္ခာပုဒ်တခုပြည့်ညံ့ရင်အကျိုး၁၀ပါးပြပြပြီးတော့၂၂၈တော့သိက္ခာပုဒ်လို့တယ်တခုမှပယ်ကြမရှိဘူးဆိုပြီးအကုန်ယူတယ်သာသနာကိုယနေ့ချိန်ထိတည်နေတယ်မပယ်ဘူးမနှုတ်ဘူးမဖြစ်ဘူးမဆွတ်ဘူးနော်ဒါဒါဟိုကပြောတာပေါ့နော်အဖွဲ့အစည်းတခုရဲ့အရေးကြီးတဲ့ဟာပေါ့တန်ခါရဲ့အခြေအနေကိုသိကြလို့တဲ့အတွက်သဘောရင်းခံကိုတိလို့တဲ့အတွက်မြတ်စွာဘုရားရှင်ဒီစကားကိုမိတယ်လို့မိလိနာပညာမှာအရှင်နာဂသေနာကပြောတယ်။တန်ခါးလည်းကောင်းစွာခံယူတယ်။ဒါတတိယချက် နောက်သရုပ်ထချက်အနန္နာတဲ့ငါဖျားပြိဋိဗံပြုပြီးတဲ့နောက်မှာသန္နမထေကိုပြန်မှန်ပေးအပ်၏ဒီစကားကိုခင်းနဲ့ရှင်ပြီးဘက်တင်ထမ်းမယ်ဆိုရင်ပုဂ္ဂိုလ်ရေးဆိုင်ရာဟိုပါပေါ့ယဉ်ဒီမှုနဲ့အဖွဲ့အစည်းတစ်ခုရဲ့ရေရှည်တည်တံ့မှုကိုမရောထွေးစေဖို့ကြောင်းသန္နမတ်ကိုပြန်မှန်ပေးစားသန္နမတ်ကမြတ်စွာဘုရားရှင်နဲ့ဖွားဘက်တော်တပြိုင်တည်းဝေဖွားတာဝေဖွားဘက်တော်ဖြစ်တဲ့အတွက်သူတို့နန်းတွင်ဆက်ဆံရေးမှာငယ်လေးတည်းကခလေးဘွားလေးတည်းကအမတန်ယဉ်ဒီမှုရှိခဲ့ ဲ့ဒီပုဂ္ဂိုလ်ရေးဆိုင်ရာယဉ်နီးမှုကဒီဘက်ဖျားဖြစ်သွားတယ်သူကတန်ခါဖြစ်လာတယ်အဲ့ဒီအထိလိုက်ပါပြီးတော့သူကရောရှက်နေတယ်တန်ခါထဲမှာပြောရဆိုရခက်တယ်ဖျားနဲ့အရင်ယဉ်နီးနေတာပေါ့နော်အဲ့ဒါကိုဖျားကအဖြစ်မခံအဲ့တော့အဖွဲ့အစည်းတစ်ခုမှာစီမင်းစီကံမူပေါင်းနဲ့မကိုက်ညီတဲ့ပုဂ္ဂိုလ်ကိုပုဂ္ဂိုလ်ရေးခင်မင်မှုနဲ့မျက်နှာသာပေးလိုက်တဲ့ဆိုအဖွဲ့အစည်းထိခိုက်မှုပျက်စီးကြစရာကိုမိမောင်းထိုးပြပြီးတော့ဆန္ဒမထေကိုမဖျားပြိဋိဘံပြုရင်ဗျမတန်ပေးရတယ်ဗျမတန်ဆိုတာဘာလဲဆိုတော့ဆန္ဒမထေဒီပြောလို့ကပြောဆိုနိုင်တယ်ပြောချင်တာပြောနိုင်တယ် အဲ့ဒီအဲ့ဒီဆန္ဒမထေရကိုတန်ခါဒီမပြောအပ်မဆိုးအပ်မဆုံးမအပ်ကံမမြတ်အပ်တနည်းအားဖြင့်ပြောရင်ဆန္ဒမထေပြောတဲ့ဇာတ်ရည်ကတန်ခါဖွဲ့စည်းနဲ့ဘာမှမဆိုင်တော့ဘူးတန်ခါဖွဲ့စည်းကနေအမွေပြတ်တယ်ပြင်ညာတယ်လို့ပြောလိုက်တာပြန်မှန်တမ်းပေးတာဒါနံပါတ်၄ချက်နောက်နံပါတ်၅ချက်မြတ်စွာဘုရားရှင်ကပြောတယ်အာနန္ဒာလည်းယခုချိန်မှာဖယားနိုင်တော်လည်းကောင်းတရားနိုင်တော်လည်းကောင်းတန်ခါနိုင်တော်လည်းကောင်းမဲနိုင်တော်လည်းကောင်းအကျင့်နိုင်တော်လည်းကောင်းတဲ့ယုံမသံတရားရှိခဲ့တော်မြည်သည့်ယဟန်မဆိုငါအမေးလျှောက်ကြမှာ ဒီတစ်ခါလည်းဖြေချငါဖေကပြိဋိနိဗ္ဗာန်ပြုပြီးမှဒါကိုမမေးလိုက်ရဘူးတန်တရားဖြစ်တယ်ဆိုတာမျိုးအဖြစ်မခံလေတဲ့ဒါကိုခင်းတဲ့ရှင်မီပဲတင်ထားရင်ဗုဒ္ဓမြတ်စွာဆိုတာဒီချမ်းသာခြင်းအကျိုးကိုပေးစွမ်းနိုင်တော့အမြင့်မြတ်ဆုံးသောလူပုဂ္ဂိုလ်တူဓမ္မဆိုတာဒီချမ်းသာခြင်းအကျိုးကိုပေးစွမ်းနိုင်တော့အမြင့်မြတ်ဆုံးသောသဘောတရားတစ်ခုတန်ခါဆိုတာဒီချမ်းသာခြင်းအကျိုးကိုပေးစွမ်းနိုင်တော့အမြင့်မြတ်ဆုံးသောလူအဖွဲ့စီတစ်ခုလူပုဂ္ဂိုလ်တူသဘောတရားတစ်ခုလူအဖွဲ့စီတစ်ခုအဲ့ဒါကိုခင်းတဲ့ရှင်မီချက်ပြောမယ်အဖွဲ့စီတည်ဆောင်သူလိုက်နာရမယ်စီကံစီမင်းဥပဒေ အဖွဲ့ဝင်များအဲ့ဒီ၃ဦးမျိုးပေါ်မှာတခုခုပေါ်မှာတန်လျာရှိရင်အဖွဲ့စည်းပြည့်စည်တယ်။ဒါကြောင့်ရေရှည်တီချောင်ဝေးခဲ့တဲ့တန်ခအဖွဲ့စည်းကိုအဲ့ဒီလိုတန်လျာတွေမရှိအောင်ဘုရားပေါ်၌၎င်းဓမ္မလောကတန်ခါပေါ်၌၎င်းမဲ၌ပေါ်၌၎င်းအကျင့်၌၎င်းတန်လျာဖြစ်ရင်မေးလို့မြတ်စွာဘုရားရှင်ဖွင့်ပြတဲ့တကယ်ဉာဏ်ပညာကြီးမားတဲ့ပုဂ္ဂိုလ်ရဲ့စကားပါ။နောက်ဆုံးတစ်ခုပြောမယ်။ဒီပြောတဲ့အပ္ပမဒိနာတမ္မာထီတာအမှန်တော့ပါဠိကဒါလေးတွေမဟုတ်ရှေ့မှာရှိတယ်။ဟာနာဒါနိဘိက္ခုယအာမန္တယာမိဝော ဝေယဓမ္မသင်္ခါရအပ္ပမဒိနသမ္မာဒိဋ္ဌဆိုအပြည့်စုံညီမတို့ပြောရင်တော့ယဟန်တို့တဲ့ယခုကသင်ဖရာတို့ကငါသင်တို့ကငါဖရာမိကြတော်မူမယ်ပြုပြင်စီရင်မှုပြုပြင်စီရင်မှုဒီဟုသောသင်္ခါရတရားဒီဟုသောယုံနံဓမ္မတို့ဒီအနိစ္စအမြဲမရှိကြကုန်ပျက်စီးကြတယ်တတိတရားလက်ကင်ထားပြီးတော့ကိစ္စပြုအောင်ပွားများအထောက်ကြလောလို့ဒါပြောတာအတိတ်ပဲပါလေခင်းနေရှင်နဲ့ပဲပဲတင်ထမယ်ဆိုရင်အရှိမန်ကိုသိပြီးလောကကလွတ်မြောက်ဖို့ဒါကိုပြောတာ တနည်းအားဖြင့်ပြောရင်တော့တဘာဝယာနဲ့ဤပညာကိုဖွဲခြားပြတယ်ပြုပြင်ဆင်ရင်မှုဒီဟုသောယုံနဲ့ဓမ္မသင်္ခါရတို့သည်ပျက်စီးခြင်းသာရှိတယ်ဆိုတာတဘာဝအရာဘယ်ဖျားပဲပွင့်ပွင့်မပွင့်ပွင့်အဲ့ဒီတိုင်းဖြစ်နေတာတဘာဝအဲ့ဒါကိုတတိတရားလက်ခံထားပြီးတော့ကိစ္စပြီးအောင်အထုတ်ကြဆိုတာဤပညာတတိပရိယအထုတ်တယ်ဆိုတာတတိပဋ္ဌာန်းနေသမပဋ္ဌာန်း85အင်ဒရီဘုဇင်ဘွဲ့ဘောဓိပေယ38ပါးဆိုတာဤပညာဒါကြောင့်တဘာဝအရာနဲ့ဤပညာကိုပြောခြင်းအပြင်အရှိမန်တရားကိုသိပြီးလောကကလွတ်မြောက်ဖို့ဖြစ်တယ် အဲ့ဒါအားလုံးစုစုပေါင်း6ခုဖြစ်ပါတယ်နော်အဲ့ဒါလေးကိုကျွန်တော်တို့လိုက်နာကျင့်ကြံပွားများပါလို့ပြောရင်းဒီ